ဘောလုံးအားကစားဆိုတာထူးခြားဆန်းပြတဲ့နီးစနစ်တွေနဲ့ပြည့်နှက်နေတဲ့အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီးတချို့နာမည်တွေဆိုရင်ပရိသတ်တွေအတွက်ဒဇိန်သက်သက်လို့ဖြစ်နေတာပါပရိသတ်တွေနဲ့အရန်ကြီးမင်းကြီးနေတဲ့နာမည်သက်မှတ်ချက်တွေထဲမှာအိုလံပီကိုကိုလည်းပါဝင်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကဒေါင္ကံဘုတ်ကနေဓာတ်ရိုက်ကိုသွင်းနိုင်တဲ့အခါတက်မှတ်ထားတဲ့ဝေါ်ဟာရာတစ်ခုဖြစ်ပြီးကစားသမားတူဒေါင္ကံဘုတ်ကနေဓာတ်ရိုက်ကိုသွင်းတာကိုမြည်တွေ့ရဖို့ကဘောလုံးပွဲတွေအများကြီးကိုကြည့်ရင်တော့ တစ်ခါတလေမှမြင်တွေ့ခွင့်ရနိုင်တဲ့အနေထားပါပဲဒါပေမဲ့အခုနောက်ပိုင်းဘောလုံးပွဲတွေမှာအိုလံပီကိုကိုကိုခက်ဆက်စီလေးပြင်ပြင်လာရပါတယ်2024ဒီဇင်ဘာလအတွင်းမန်ချက်စတာယူနိုက်တက်နယ်ပွဲမှာဝူးဖ်တိုက်စကစားသမားခူညာကဒေါကန်မော့ကနေတည့်ရဲ့ဂိုးသွင်းခဲ့သလိုအဲ့ဒီပွဲမတိုင်ခင်လီဖလားပွဲမှာလည်းဆွန်ဟောင်းမင်းကမန်ချက်စတာယူနိုက်တက်ဘက်ကိုအိုလံပီကိုကိုသွင်းယူပြခဲ့ပါတယ်အကွက်ဆန်းနေထုတ်ပြတဲ့နေရာမှာထင်ရှားတဲ့ဘရာဇီးနာမည်ကျော်တိုက်စစ်ကစားသမားနေမာကလည်း သူ့ရဲ့ကစားသမားဘဝပထမဆုံးအိုလံပီကိုဝိုးကိုစန်ရိုးစ်အသင်းတွေအတွင်းယူခဲ့ပါတယ်။တောင်းကန်ဘောကနေတိုက်ရိုက်ကိုးသွင်းတာကိုဘာဖြစ်လို့များအိုလံပီကိုဝိုးဆိုပြီးတတ်မှတ်ခဲ့တာပါလဲ။ဒီဝိုးကိုပထမဆုံးသွင်းခဲ့တဲ့သူကဘယ်သူများလဲ။လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်အချိန်ကိုတစ်ချက်လောက်ပြန်သွားကြည့်အောင်။1924အောက်တိုဘာ2ရက်မှာခြေစမ်းပွဲအဖြစ်တောင်မရီကထိပ်သီးနေတဲ့အာဂျင်တီးနားနဲ့ 1924အိုလံပစ်ပူပူနွေးချန်ပီယံဥရုဂွေးကိုဆုံးလွှဲခဲ့ကြပါတယ်။အဲ့ဒီပွဲမှာအာဂျင်တီးနားသင်းတောင်ပံကစားသမားစီဇာရီယိုအွန်ဇာရီကထောင်းခံဘောကနေတိုက်ရိုက်ကိုသွင်းခဲ့ပြီးအိုလံပစ်ချန်ပီယံအသင်းဘက်ကိုသွင်းခဲ့တာကြောင့်စပိန်ဘာသာနဲ့ဂိုးအိုလံပီကိုဒါမှမဟုတ်အိုလံပီကိုဂိုးအဖြစ် တင်စားသတ်မှတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတော့ကအွန်ဇာရီရဲ့ဂိုးကိုတရားဝင်ခွင့်ပြုတင်လားမတင်ဘူးလားဆိုတာအငင်းခုန်ပြစ်ခဲ့ပေမဲ့ ဲ့ဒီပွဲမတိုင်ခင်1924ဇွန်လခဲ့တဲ့ကနာမည်ကျော် IFAB အဖွဲ့ကဒီလိုဂိုးတွေကိုတရားဝင်ခွင့်ပြုဖို့သတ်မှတ်ခဲ့ပြီးသားပါအဲ့ဒါကြောင့်အွန်ဇာရီဟာဘလုံးသမိုင်းမှာပထမဆုံးအိုလံပီကိုဂိုးသွင်းယူနိုင်သူဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်အိုလံပီကိုဂိုးသွင်းနိုင်မှုဆိုတာတကယ်ကိုမလွယ်ကူတဲ့အနေအထားဖြစ်ပြီးထောင်းကံဘောကနေထိကျက်မမှန်နဲ့ဝေးဝိုက်ကံမှုလိုတဲ့အပြင်လီတိုက်ရာလမ်းကြောင်းကိုလည်းတွက်ဆနိုင်မှုအရေးကြီးပါတယ် ဒီလိုမလွယ်ကူတဲ့ကိုကိုမကြကနာသွေးမြခဲ့တာက အမေရိကန်အမျိုးသမီးသင်းကရုဏ်ကစားသမားမီဂန်ရာဘီနိုပါပဲ2010လန်ဒန်အိုလံပစ်ဆီးပင်းဖိုင်နယ်ပွဲတုန်းကရာဘီနိုဟာကနေဒါသင်းဘက်ကိုတောင်းကန်ဘောကနေတိုက်ရိုက်ဂိုးသွင်းခဲ့တာကြောင့်အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်ချောင်းအိုလံပီကိုဂိုးသွင်းယူနိုင်တဲ့ပထမဆုံးကစားသမားဖြစ်ခဲ့ပါတယ်။အိုလံပီကိုဂိုးသွင်းယူနိုင်တဲ့နာမည်ကျော်ဘလုံးသမားတွေအများကြီးရှိခဲ့ပြီးအဲ့ဒီထဲမှာဒေးဗစ်ဘက်ခမ်း၊အွန်နရီ ဒီမာရီယာမက်ဆီပူလီစစ်တို့လည်းပါဝင်ခဲ့ပါတယ်။အိုလံပီကိုကိုသွင်းနိုင်တဲ့ကစားသမားအတွက်ကဂုဏ်စရာကောင်းပေမဲ့လည်းဂိုးသွင်းခံရတဲ့ဂိုးသမားအတွက်ကတော့ရှက်စရာကောင်းပြီးတိတ်ခါကြစရာလိုပဲသတ်မှတ်ရမှာဖြစ်ပါတယ်။နောက်ထပ်လဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ဖော်ပြမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Facebook page နဲ့ YouTube channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။